ရှောင်းတိုင်းရဲ့နေစဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တင်ရအကြောင်းအရာတွေကတော့၎င်းညီနောင်ကြောင်းတိုင်းနိုင်စေတီတော်များကိုပရိတ်ချင်းမင်းဖြစ်ပြီးတော်တင်ပူပွဲသမနာပိတ်ပွဲနှင့်ကထိန်ပွဲများပြုလုပ်ဆိုတဲ့သတင်းရဲ့ထွက်ကုန်ဤခေတာများပြပကိုထိုက်ရိုက်တင်ပို့နိုင်ရေးချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေဆိုတဲ့ န်တိုင်းမှာပြတ်ထွက်လာတော့တိုင်းတိုင်းများကြောင့်ဒေသအလိုက်နေရာကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်လေးနဲ့ပြည်ထောင်ရထားပေါ်၌ဓာတ်ထုတ်မှုဖြစ်ပွားသဖြင့်အများပြည်သူဘေးကင်းလုံခြုံရေးစိုးရိမ်စရာမြင့်တက်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတဲ့ မအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံလေးနဲ့နဂါညီနောင်ကြောင်းထိုင်း၌စေတီတော်များကိုပိယိတ်ချင်းမြင့်ဖြစ်သီတော်တင်ထူပွဲထာပနာပိတ်ပွဲနှင့်ကထိန်ပွဲများပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ၎င်းကိုကောင်စေတီတော်အားပရိတ်ချီမြင့်ဖြစ်သီတော်တင်လှပွဲကထိန်ပွဲစေပေါခါပွဲနဲ့အနန္တမြစ်သားပြုံးရွှင်စေတီတော်သာပနာပိတ်ပွဲတွေကိုရန်ကုန်မန္တလေးအမြန်လန်း68မိုင်ရှိ၎င်းညီနောင်ကျောင်းထိုင်မှာကောစာတက်ကရစ်1389ခုနှစ်သံဆောင်မုံလာပြည့်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ် အဆိုပါပွဲတွေကျင်းပထားတဲ့ပတ်သက်လို့ပရိတ်ချင်းမြင့်ယေစုစရာတော်ဒေါက်တာပတ်တန်ထအာထိန်ဆောင်ဝန်ထားခရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါထိန်အဲ့တော့ဒီခုကျင်းပတဲ့ပွဲကသောမုံလာပြည့်နေ့နော်မင်းလာရှိတဲ့အချိန်ခါပေါ့စေပေါင်းခတဲ့ပွဲရယ်နောက်ပြီးတော့ထာဗနာပိတ်တဲ့ပွဲရယ်အဲနောက်တစ်ခါကျတော့ကထိန်ပွဲပေါ့နော်ကထိန်ပွဲလည်းကျင်းပါလေ နော်ဒီငကားကူအောင်ဆူတောင်းနေစီတော်မြတ်ကြီးကိုဆွေတိတော်ဘုံအစစ်အစလုံးပရိတ်ချင်းနဲ့တင်းနေပွဲပေါ့ပွဲလေးပွဲဖြစ်သွားတာပေါ့အဲ့တော့နဘာတစ်ကကထိန်ပွဲနဘာနှစ်ကဆွေပေါင်းထားတဲ့ပွဲနဘာသုံးကတော့ဌာပနာပိတ်တဲ့ပွဲအဲ့ဒါကဆူပေါ့အခုငကားကူအောင်ဆူတောင်းနေစီတော်မြတ်ကြီးကိုတော့ဆွေတိတော်ဘုံအစစ်အစလုံးပရိတ်ချင်းနဲ့တင်းနေပွဲဖြစ်ပါတယ်ဒီနေ့ဇော်မိုးလာပြင်းနေဖြစ်ပါတယ် ၎င်းကိုးကောင်စေတီတော်ကိုယမန်နှင့်တပေါင်းလာပြည်နေကပနတ်တင်မင်္ဂလာပြုလုပ်ခဲ့ပြီးအခုနှစ်သောင်းမုံလာပြည်နေမှာတော့ထီတော်တင်မင်္ဂလာပြုလုပ်ခဲ့တာပါဒါအပြင်အနန္တမြတ်တာပြုံးရွှင်စေတီတော်သာမနာပိတ်ပွဲကျင်းပထားတဲ့ပတ်သက်လို့ဇေယတော်သောက်တာဗတ္တန္တာအာဒိန်ဆောင်ဦးထားခအခုလိုဆက်လက်မိတ်ချာပါတဲ့သာမနာပိတ်တဲ့ဘုရားကတော့ဒီအနန္တမြတ်တာ ရုပ်ရှင်ရှုကောင်းမြေစိတ်တော်နဲ့ပြဆိုပြီးတော့လူရှင်များတော့အဲ့လိုသူကနာမည်ပေးစိတ်နေတယ်။အဲ့ဒီဘုရားကအခုအမေချပြီးတော့အခုအကြလည်ပြီးတော့ဒီဘက်မှာဆိုရင်ဇာတော်ကမှအမေချပြီးတော့အခုဆိုရင်ဒါအကြလည်ပြီးပေါ့ဆက်ချက်တော်ဆက်ချက်တော်ညာတော်နဲ့ဆိုရင်တော့အနေဆက်လေးတော်ဘာပေါ်ထီတော်တင်ပြီးဖြစ်သွားတယ်။ဒါတပေါင်းလာပြီးတော့ထီတော်တင်ဖို့တော့မနာပါဘူး။အတူတော့ချောမကန်နေတော့အတိအကျပြောလို့မရပါဘူး။နော်ဒီဘက်ကကဘာလုံးချင်ပြီးလဲဌာနပိတ်ပွဲလုပ်အောင်ပါ။ အဆိုပါစေတီတော်ဌာပနာပိတ်ပွဲကို အလှရှင်များရဲ့ရွှေငွေယတနာတွေနဲ့ပိတ်လူပူစော်ရေဆက်ချခဲ့ကြသလိုနောက်ပိုင်းမှာလည်းကပောင်းလုံးစေတီတော်ငကဲရှုံဖျားစားတဲ့ဖျားစေတီတွေကိုသီတော်တင်လှူတာနဲ့ဌာပနာပိတ်ပွဲတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်အကညီနောင်ចောင်းထိုင်ကြီးမှာဇေတီတော်နဲ့ဖះပေါင်းတထောင်ကျော်ကိုတည်ထားနေကလက်ရှိမှာတော့900ကျော်အထိတည်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဝိမှုရေးထွက်ကုန်အေခေတာများပြည်ပသို့တိုက်ရိုက်တင်ပို့နိုင်ရှိချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေသရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်ကထွက်ရှိတဲ့မွေးမြူရေးထွက်ကုန်အေခဲသားများကိုပြည်ပသူတိုက်ရိုက်တင်ပို့နိုင်ရှိချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့စိုက်ပျိုးရှိမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနကသိရပါတယ်။အဆိုပါအေခဲသားများထုတ်လုပ်ဖို့ဆန္ဒရှိသူများအနေနဲ့နေပြည်တော်ကောင်စီနယ်မြေမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ ေပြည်တော်ရှိမြို့နယ်မှာခွာနာရှာနာယောဂထိန်းချုပ်ဆောင်ဝန်ဖြင့်2023ခုနှစ်ဇွန်လ17ရက်ကစတင်ပြီးဌာနဗန္နာရန်ပုံငွေနဲ့အခမဲ့ခွာနာရှာနာယောဂကာကွယ်ဆေးထိုးလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့ပြီးခွာနာရှာနာယောဂထိန်းချုပ်ဆောင်ဝန်ဖြင့်2023ခုနှစ်ဖေဖော်ဝါရီလ17ရက်တွင် ကြေညာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါခွာနာရှာနာယောဂကင်းရှင်းဆုံးကျညာနိုင်ပါကနေပြည်တော်ကောင်စီနယ်မြေက ထွက်ရှိတဲ့မွေးမြူရေးထွက်ကုန်အေခဲသားများကိုပြည်ပသို့တိုက်ရိုက်သိမ်းဖို့ဆောင်ရွက်နိုင်မယ်လို့သိရပါတယ်။ အဆိုပါမဲခေါင်လန်းချန်းစီမံခိန်းရက်ထောင်ပန်းနယ်ဆောင်ရွက်ထေနေပြည်တော်ခွာနာရှာနာယောဂါထိန်ချုံဆုံကောက်ွယ်စေးထိုးနှံခြင်းနဲ့သုံးသက်ဆွေးနွေးပွဲကိုနိုဝင်ဘာလ9ရက်မနက်ပိုင်းခစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနရုံးဝတ်မှတ်36စုဝေးဆောင်ခံမှမှကျင်းပခဲ့တာဖြစ်ပြီးတင်ပို့ခြင်းလုပ်ငန်းအတွက်သက်ဆိုင်ရာနိုင်ငံအစိုးရဝန်ကြီးဌာနများနှင့်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့သိရပါတယ် ထာအပြင်မကြမီရသေးစိတ်ဆွေးနွေးမှုဆောင်ရွက်ပြီးတဖက်မှာလည်းယောဂါကင်းရှင်ချောင်းအတိပြုချက်များရရှိပြီးပါကကွန်တွဲဖက်နိုင်ငံများသို့တိုက်ရိုက်တင်ပို့ရောင်းချနိုင်ဖို့စီမံဆောင်ရွက်ရှာမှာဖြစ်ပြီးမွေးမြူရေးလုပ်ငန်းကိုစိတ်ဝင်စားပြီးအေခဲသားများထုတ်လုပ်ဖို့ဆန္ဒရှိသူများအနေနဲ့နေပြည်တော်ကောင်စီနယ်မြေမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့လည်းသိရပါတယ်ရှင်။ ဆလပီတိုင်ဖုန်းမုန်တိုင်းမှာပြတ်ထွက်လာသောတိမ်တိုက်များကြောင့်ဒေသအလိုက်နေရာကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်ဖုန်းမုန်တိုင်းခက်မေခီမှပြတ်ထွက်လာတဲ့တိမ်တိုက်များကြောင့်ပြည်နယ်နဲ့တိုင်းဒေသကြီးရဲ့ချိုးမှဒေသအလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနှင့်ဆလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ယနေ့မြန်မာစံတော်ချိန်နနက်9:00နာရီခွဲအချိန်တိုင်းထွာချက်များအရာတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းခန့်မေခီသည်အနောက်အနောက်မြောက်ဘက်သို့ရွေးရှားလျက်ရှိပြီးဗီယက်နမ်နိုင်ငံဌာနမျိုးရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်330မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့ဆိုပါတယ် အဆိုပါတိုင်ဖုန်းမုန်တိုင်းမှာပြတ်ထွက်လာတဲ့တိုင်းတိုင်းများကြောင့်ရှီယန်နေမှာဆယ်ရက်နေရတွင် နေပြီးတော့ရောင်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေယာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှေးပိုင်းတို့တွင် နေရာစိတ်စိတ်မှနေရာအနှံပြောင်းမိုးထေချုံချွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ်မြဝကျွန်ပေါ်မုံတမခွေမုံတနင်းသာကြီးကံယူရန်တချောင်းနယ်ကံလွန်ပင်လယ်ပြင်တွေမှာတခါတရံမိုးတက်လေးပြင်းများကြာရောက်ကလိုင်းရတင်တင်မှလိုင်းချီပြီးမိုးတက်လေးပြင်းကြာစဉ်ရေပြင်းပြင်းလေးသည်တနာဤလင်း25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်မှာထိလိုင်းအမြင့်မှမြို့ဝကျွန်ပေါ်မုံတမခွေမုံတနင်းသာကြီးကံယူရန်တချောင်းနယ်ကံလွန်ပင်လယ်ပြင်တွေမှာခုနှစ်ပေမှ9ပေခန့်အထိရှိနိုင်တယ်လို့သိရပါတယ်ရှင်။ နိုင်ငံတကာသတင်းပုံအနေနဲ့ပြည်ထောင်ရထားပေါ်၌ဓာတ်ထုံးမှုဖြစ်ပေါ်သဖြင့်အများပြည်သူဘေးကင်းလုံခြုံရေးစိုးရိမ်စရာမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူကင်းရထားပေါ်ကသားထိုးမှုကြောင့်ရထားလမ်းလုံးချုံရှိရပေါ်အများပြည်သူစိုးရိမ်မှုမြင့်တက်လာပြီးအ ਨੇ ဆုံးဆက်သက်ဦးတန်ရာရှာခဲ့ကစုံစမ်းစစ်ဆေးနေပါထဲဒွန်ကတ်စတာမှလန်ထန်းတို့သွားတဲ့ရထားပေါ်မှာသားထိုးမှုဖြစ်ခဲ့တာဖြစ်ပြီးဟန်ထင်းတန်ဘူသာယုံမှရဲတွေတက်လာပြီးဝင်းရောင်ဟန်သားခဲ့ရပါထဲ ဒီဖြစ်ရမှာအသက်32နှစ်အရွယ်ပြည်တိုင်းလူမျိုးတဦးကိုတဦးတည်းတရားခံအဖြစ်သတ်မှတ်ထားရလို့ရဲတွေကတနင်းခွေနေ့မှာပြောသွားပါထိဒီတိုက်ခိုက်မှုက အကျန်းဖတ်ဖြစ်ရအဖြစ်မယူဆထားသေးပဲအကျန်းဖတ်နှိမ့်နှင်းရဲ့အရာရှိတွေကစုံစမ်းရှိမှပါဝင်ကူညီနေကြပါထိဒီဖြစ်ရကြောင့်ယထာလန်မှာ အသာစီးကြီးဖြစ်သွားရပြီးဟတ်သင်းထံဘူသာယုံကိုယာယီပိတ်ထားရပါထိ အဖြစ်အပျက်ဖြစ်ပြီးနောက်မှာရထားထွေကဟန်တင်းထန်ကိုကြော်သွားချပြီးပီတာဘရော့ကနေလမ်းလွဲသွားခဲ့ရှာပါထိဒီလိုမျိုးပြင်းထန်တဲ့တိုက်ခိုက်မှုဖြစ်သွားပေမဲ့ရထားလမ်းလုံခြုံရေးကိုတည်တည်တားတားပြောင်းလဲခြင်းတွေမလုပ်ခဲ့ပါဘူး UK ရထားလမ်းသွာလာရှိဟာတသိခန့်စစ်ဆေးချက်တွေလုံခြုံရေးစစ်ဆေးမှုတွေမလိုအပ်ဖဲခရီးတဲတွေကလက်မှတ်ပြပြီးနောက်ရထားပေါ်တက်ရောက်နိုင်ကြပါအထိတ် ယထာကုမ္ပဏီတွေနဲ့ဘူသာရုံတွေကို ပုဂလိကပိုင်ဆိုင်ထားပြီးအကျိုးအမြတ်ရရှိရေးနဲ့အများပြည်သူဘေးကင်းရေးထိုးကိုဘလို့ညီညွတ်မျှတအောင် လုံလဲဆိုထားမေခွန်းထုတ်เสียပြစ်လောင်းပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးကြတာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့များမို့ထပ်ပါ။